မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်။သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်တောင်အိုဂိတ်ကနေထမ်းရေတောက်ဖို့အတွက်ထွက်လာတဲ့စစ်သားတအုပ်ကိုလိုက်လံဖမ်းဆီးတဲ့အချိန်မှာလက်နက်ချပြီးတော့ထွက်ပြေးသွားတဲ့အတွက်တနက်တက်လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ19ရက်နေ့မနက်9:00နာရီကမှရေစကြိုမြို့နယ်တောင်အူရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီဂိတ်ကစစ်သားတအူးဟာထိုင်းရေတောက်ဖို့ထွက်လာတဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်မတော်ပခုတ်ကူခရိုင်တိုင်ရင်တုံးကရဲဘော်များကဝိုင်းဝန်းဖမ်းဆီးခဲ့ရာလက်နက်ချပြီးတော့ထွက်ပြေးသွားတဲ့အတွက် MA တနက်တလက်ကြီပေါင်းနှစ်ခု 5.56G 45000လောက်ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ပုံမှန်က၄၅ရောက်ထွက်လာနေကြမလို့စောင့်နေတာကြားပြီးအခုကတယောက်တည်းထွက်လာတာပြစ်ခတ်မှုမရှိခဲ့ဘူးကျွန်တော်တို့ကအရှင်ဖမ်းမှုစူးစမ်းခဲ့တဲ့အပေါ်ကိုအခွင့်အရေးယူပြီးတော့လက်နက်တွေချပြီးတော့ထွက်ပြေးသွားတာ လိုက်ဖမ်းဖို့ကြတော့လေစစ်ကူအတွက်လည်းပြင်ဆင်ရတာရောအခြားအဖွဲ့တွေလည်းရှိနေတာမို့လို့လွတ်မြောက်သွားတာလို့ပခုတ်ကူခရိုင်တရင်သုံးကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အခုလိုမျိုးထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သားကိုနယ်မြေချင်းထိဆက်နေတဲ့အခြားတော်လိုင်းရေးအဖွဲ့အစည်းတခုကဖမ်းမိသွားတယ်လို့သိရပါတယ်ပခုတ်ကူခရိုင်အမှတ်သုံးတရင်အနေနဲ့အမေစုအပါဝင်စစ်ကောင်စီရဲ့မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့သူများအနေနဲ့အ мян ဆုံးလူငင်းချမ်းသာခွင့်ရရှိအောင် ခြားတော်လန်ရေးအဖွဲ့အစည်းများနဲ့အတူတော်လန်ကဏ္ဍများမှာစူးစမ်းနေပါတယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာခရိုင်ချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာမိုင်းရှင်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ19ရက်နေ့မနက်7:30မိနစ်အချိန်က6ဦးမြို့မုံရွာမန္တလေးလမ်းမပေါ်မှာအရက်သားပြည်သူများအတွင်ယူပြီးတော့မိုင်းရှင်းနေတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောထိပ်များဟာ Area 71 PDF တပ်ဖွဲ့ကထောင်ထားတဲ့မိုင်းခွဲပေါ်တဲတဲ့ကိုရောက်ရှိလာတဲ့အတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါဗျာ။ ထိထိမိမိပဲဆွဲလိုက်ရတာပုံကောင်သေးတယ်လောလောဆယ်တော့တောပုရွာကနေထွက်လာတဲ့စစ်ခွေးတွေကပရိကုန်းတောင်ရွာကိုမီးရှို့နေတယ်နေအိမ်သုံးလုံးမီးလောင်သွားပြီပြည်သူတွေကတော့ရှောင်နေကြရတယ်အားလုံးကတော့ဘေးကင်းကြပါတယ်ကျွန်တော်တို့အဖွဲ့ကတော့စစ်မိတ်စာတွေကိုအမြင့်ပြတ်ရှင်းထုတ်နိုင်ဖို့စူးစမ်းနေပါတယ်ပြည်သူတွေအတင်းထားကြဖို့ကိုပဲပြောချင်ပါတယ်လို့ Area 71 PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။အကြမ်းဖက်စစ်သားနဲ့ပြူစောတိများဟာခီးသွွားပြည်သူများရဲ့ကားများကိုတားဆီးပြီးတော့ကားပေါ်ကနေဆင်းခိုင်းပြီးမိုင်းရှင်းခိုင်းနေတာဟာဇော်လ18ရက်နေ့ကနေစပြီးတော့ဒီကနေ့အထိကို3ရက်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပီတင်ဆက်ပေးရမယ်တရင်ကတော့နိုင်ငံတော်တန်ခါမဟာနိုင်ရကဆေးရတော်ဘကိုးမြုပ်ဝင်းနေမီတာယုံចောင်းတိုက်ဆေးရတော်ကို PDF ကပြစ်ခတ်တယ်ဆိုပြီးတော့စစ်ကောင်စီကလိန်လေတရင်ထုတ်ပြန်ခဲ့တော်လဲ စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြန်လည်နှောင်မှုခဲ့ကြောင်းတန်ခါအတိုင်းဝိုင်းနဲ့သာသနာရေးဝန်ကြီးဌာနအစီရင်ခံစာကအတည်ပြုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ19ရက်နေ့ည7:00နာရီအချိန်မှာအကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်တန်ခါနိုင်ရကအဖွဲ့ဝင်ဘကုံးမြုပ်ဝင်းနေမီတာယုံကြောင်းတိုက်ဆရာတော်ဗရဏမုနေနာဘိဝင်သားလိုက်ပါလာတဲ့ကားဟာတိုက်ပွဲကြားကိုရောက်ရှိပြီးတော့ PDF ကပစ်ခတ်လိုက်တဲ့အတွက်ကြောင့်ဆရာတော်ပြန်လည်တော်မူသွားကြောင်းလိန်လေသတင်းထုတ်ပြန်လာတယ်လို့သိရပါတယ်။အခုလိုလိန်လေသတင်းထုတ်ပြန်ရမှာဆရာတော်ရဲ့ကားသမားရင်မောင်းဆိုသူရဲ့မျက်နှာကိုဝါးထားပြီးတော့၎င်းရဲ့ထွက်ဆိုချက်ဟုဆိုကာစစ်ကောင်စီသတင်းဌာနများကလိန်လေပြီးတော့သတင်းထုတ်ပြန်ဖော်ပြလာခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ ်ပဲဘကိုးမြုပ်ဝင်းနေမိတာယုံចောင်းတိုက်ဆေးရတော်ဟာစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြန်လည်တော်မူခဲ့ခြင်းဖြစ်ကြောင်းသာသနာရေးဝန်ကြီးဌာနမန္တလေးတိုင်းသာသနာရေးမှုယုံကညွှန်ကြားရေးမှုကြော်လိုင်းကအထူးအစီရင်ခံစာအဖြစ်နဲ့ကနအူးတင်ပြထားတယ်လို့သိရပါတယ်။သာသနာ့ဝန်ကြီးဌာနရဲ့အထူးအစီရင်ခံစာမှာဇွန်လ19ရက်နေ့မနက်10:00အချိန်မှာမင်္ဂလာတော်မြို့နယ်ကံ30ပရိယတ်တိစာတင်လိုက်ဆရာတော် ဗရဏဂုဏိကဘီဝင်သားနဲ့ပကုံးမြုပ်ဝင်းနေမီတာယုံចောင်းတိုက်ဆဲရတော့ဗရဏမူနေနာဘီဝင်သားတို့ဟာမန္တလေးမြို့မဟာဝိသုဒ္ဓါယုံတိုက်တဲ့ရွှေချင်းနိဂါယဗဟုထာနာမှာဇွန်လ20ရက်နေ့မှာပြုလုပ်ခြင်းပါမယ် ရွှေကျင်နိဂါယဘ ਹੁ ဌာနအစည်းအဝေးကိုတက်ရောက်ရန်ရန်ကုန်မြို့ကနေပြီးတော့လေရင်နဲ့ဒရဦးလေစိတ်ကိုကြွရောက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ကံ30ဆရာတော်ရဲ့ဇာတိဖြစ်တဲ့ငန်းစုံမြို့နယ်ပကြီကံမရွာကိုကားနဲ့တွားရောက်ပြီးတော့စောစားရန်တွားရောက်တဲ့အချိန်မှာမြို့သားနဲ့ပကြီကံမရွာကြားလုံခြုံရေးကင်းလဲ့နေတဲ့စစ်ကောင်စီတပ်များနဲ့တွေ့ရှိတဲ့အခါကားကိုရက်ခိုင်းတဲ့အတွက်မှန်မှချပဲနဲ့ကားကိုမောင်းနှင်သွားတဲ့အခါမှာလုံခြုံရေးတပ်များကပြစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ အခုလိုပြစ်ခတ်မှုကြောင့်ဘကိုးမြို့ဝင်းနေမိတာယုံចောင်းတိုက်ဆရာတော်ဗရဏမုဏိနာဘိဝင်သပြန်လွန်တော်မူခဲ့ပြီးတော့ကံ30ဆရာတော်ဟာလည်းပုံးပဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။ဆရာတော်ရဲ့ရင်မောင်းဟာလက်တွေခြေတွေမှာကြည်စံထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသာသနာရေးဝန်ကြီးဌာနမန္တလေးတိုင်းသာသနာရေးမှူးကထူးခြားဖြစ်စဉ်အဖြစ်နဲ့အစီရင်ခံစာတင်ပြထားတယ်လို့သိရပါတယ်။မန္တလေးမြို့မှာရှိတဲ့တန်ဃာတော်အတိုင်းဝိုင်းကလည်း ်ဗကုံးမြို့ဝင်းနေမိတာယုံကြောက်တိုက်ဆေးရတော့ဗရဏမုနေနာဘိဝင်သားကိုစစ်ကောင်စီကပြစ်ခတ်ခဲ့ပြီးတော့ပြန်လည်တော်မူခဲ့ကြောင်းကိုအတိပြုထားပြီးဖြစ်ကြောင်းမိန့်ကြားပြောဆိုထားပါတယ်စီအရော်ကနေစွန်းစားဖို့ကြွတဲ့အချိန်မှာအဲ့ဒီဘက်မှာတိုက်ပွဲလည်းမရှိဘူးပြစ်ခတ်မှုလည်းမရှိဘူးစစ်တပ်ကပြစ်ခတ်တယ်ဆိုတာအတူပါသွားတဲ့စီအရော်ရဲ့ဒရက်ကာတွေဘက်ကလည်းအတည်ပြုထားပါတယ်မှားယွင်းပြီးတော့ပြစ်တယ်ဆိုရင်လည်းပြစ်တယ်ပေါ့ဒီလိုနာဆာကကလိန်လေတာကြီးကတော့မဖြစ်သင့်ဘူး ဒါလောက်ကြီးကြတော့လက်ခံလို့မရဘူးလို့ဘကိုးမြုပ်ဝင်းနေမိတာယုံចောင်းတိုက်ဆေးရတော့ဗဒ္ဒနာမုနေနာဘိဝင်တရဲ့တပည့်စာချတန်းကတော့တပားကမိန်ချထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလပီတင်ဆက်ပေးရမယ်တရင်ကတော့ကချင်ပြည်နယ်မြကြီးနားမြို့နယ်တဲကစစ်ကောင်စီအရှိမြောက်တိုင်းစစ်ဌာနချုပ်နဲ့မိုင်းအနှဲငယ်သာကွာဝေးတဲ့လမ်းမကြီးကိုစစ်ကောင်စီကမြေကော်ကားနဲ့ဇော်လ18ရက်နေ့ကကျင်းတူဖြတ်တောက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လမ်းပိုင်းကျင်းတူဖြတ်တောက်လိုက်တဲ့နေရာကတော့အကျဲကျွာအုပ်စုအကျဲကျွာနဲ့ဖျောရွာချား ပြည်သူတွေနေစဉ်သွာလာအသုံးပြုနေတဲ့လမ်းမကြီးဖြစ်ပြီးတော့အကျဲရွာအနီးနားမှာဖြစ်တယ်လို့သိရပါဗျ။ ပြည်သူတွေကိုဒုက္ခပေးနေတာအကျဲရွာအနာကလမ်းမကြီးကိုစစ်ကောင်စီအဖွဲ့ကမြေကုန်ဆန်းနဲ့ကျဉ်တူးပြီးတော့ဖျက်တောက်လိုက်ပြီလို့ဒေသခံတအုပ်ကပြောပြလာပါဗါးအဲ့ဒီလမ်းပိုင်းကိုစစ်ကောင်စီကဇွန်လ18ရက်နေ့မနက်ပိုင်းမှာဒေသခံတွေတွာလာလို့မရအောင်ကျဉ်တူးပြီးတော့ဖျက်တောက်လိုက်တာဖြစ်ပြီးနေ့လယ်ပိုင်းမှာတော့လမ်းပိုင်းဖျက်တောက်လိုက်တဲ့နေရာအနီးနားမှာ KAI ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါးလမ်းကိုရုတ်တရက်ကြီးကျဉ်တူးပြလိုက်တာပြည်သူတွေကဖျက်သွားရဖို့အရေးမနှဲလုံနေရတယ် ကားတွေရောပိတ်မိနေပြီလေလို့ဒေသခံအမျိုးသမီးတူကပြောပြလာပါတယ်စစ်ကောင်စီဘက်ကတော်လိုင်းတက်တွေနဲ့မိကက်လာတဲ့နေရာတိုင်းကလမ်းတရားတွေကိုဖျက်ဆီးဖျက်တော့လေရှိပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတီဘောနဲ့လာရှိုးကြားကလမ်းပိုင်းနဲ့လာရှိုးမြို့အဝင်လမ်းတွေကိုတွာလာလို့မရအောင်မြေတူးဖျက်တော့လိုက်တဲ့အတွက်ကားတွေရာနဲ့ချီပြီးတော့လမ်းပိတ်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာနှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကတေဆုံးထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ19ရက်နေ့ကဝိုင်းမော်မြို့မြောက်ဘက်မှာတနေကုန်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ဝိုင်းမော်မြောက်ဘက်ဝူရန်ရွာနဲ့လမ်းမြန်ရွာကြားမှာတိုက်ပွဲပြင်းထန်နေတဲ့ညနေ6နာရီခွဲလောက်မှာငြိမ်သွားတယ်။ဇွန်လ18ရက်နေ့ကလမ်းမြန်တိုက်ပွဲမှာစစ်ကောင်စီဘက်က ဗိုလ်မှူးတယောက်အပါဝင်၁၂ယောက်သေးတယ်စစ်ကောင်စီတွေထိုးစစ်ဆင်လာတာသူတို့တော်တော်အထိနာသွားကြတယ်လို့စီရဲတရင်အရင်မြစ်ကပြောဆိုထားပါတယ်စစ်ကောင်စီကဇော်လဒုတိယဘက်မှာလက်မြန်ကြီးရွာဖျားချောင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့ဖျားချောင်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီဒေတာမှာစစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်နေရာယူထားတဲ့အတော့ KIA ပူးပေါင်းတပ်ဖွဲ့ကဇော်လ၁၈ရက်နေ့မှာတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ် KIA ကဝိုင်းမော်မြို့နယ်ရွှေညောင်ပင်အခြေစိုက်ခမရ၃နှစ်တက်ရဲအပါဝင် ်မြို့နယ်အတွင်းမှာရှိတဲ့တပ်စခန်းအများအပြားကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကလည်းဝိုင်းမော်မြို့နယ်အတွင်းလက်နက်ကြီးပစ်ခတ်မှု drone နဲ့ဘုံကျဲတိုက်ခိုက်မှုများကိုလှုပ်ဆောင်ခဲ့ရာအရဲသားထိခိုက်ဒေဆုံးမှုများလည်းရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တောင်တက်မတော် TNL တက်ရှိရာဒေတာများကိုစစ်ကောင်စီတပ်ဖွဲ့က drone နဲ့တိုက်ခိုက်မှုဂျက်လီရင်နဲ့ဘုံကျဲမှုတွေကြောင့် TNL တပ်ဖွဲ့ဝင်နေတဲ့အရသာတေဆုံးထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ။နောင်ချုံမြို့နယ်စံမဆဲရွာအနီးမှာရှိတဲ့ TNL တပ်စခန်းကိုစစ်ကောင်စီကဇွန်လ19ရက်နေ့နေ့လယ်ပိုင်းမှာ drone နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ရာ TNL ရဲဘော်2ဦးကြာဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ဇွန်လ19ရက်နေ့မွန်လွဲပိုင်းမှာမိုးကုတ်မြို့နယ်တောင်နီကျေးရွာမှာစစ်ကောင်စီတပ်ကဂျက်လီရင်နဲ့လာရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်ရာအရတားပြည်သူတအူးတေဆုံးခဲ့ပြီးတော့ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာ၁၀နှစ်အရွယ်ကလေးငယ်တအုပ်လည်းပါဝင်တယ်လို့ဖော်ပြထားပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်လူနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့တယ်လို့တီအန်အယ်ကအသိပေးထားပါတယ်။ ဇော်လာ၁၈ရက်နေ့ကလည်းနောင်ချိုမြို့နယ်အုံမတီးကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်ကစမ်ဆဲရွာအနီးမှာရှိတဲ့ TNL တပ်စခန်းကို drone နဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ရာ TNL ရဲဘော်တအူးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အခုလိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ဇွန်လ၁၉ရက်နေ့မှာလည်း drone နဲ့ဆက်လက်ပြီးတော့တိုက်ခိုက်ခဲ့ရာ TNL ရဲဘော်၂ဦးထပ်မံကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီက hiking သဘောတူညီချက်ကိုအကြိမ်ကြိမ်ချိုးဖောက်ပြီးတော့တောင်းတက်မတော် TNL တရှိရာကိုနေ့စဉ် drone နဲ့လက်နက်ကြီးများ ပြစ်ခတ်မှုများကိုဇက်တိုက်ပြုလုပ်နေတဲ့အပြင် PSLF TNL ထိန်းချုပ်ရာမျိုးကိုစက်တွယ်ထားတဲ့လမ်းကြောင်းများကိုဖျက်တောက်ခြင်းကုန်စီစီးဆင်းမှုကန့်သက်ပိတ်ပင်ခြင်းတွေကိုပြုလုပ်လျက်ရှိတယ်လို့လည်းဖော်ပြထားပါတယ် TNL နဲ့မဟာမိတ်တပ်များဟာ2023ခုနှစ်အော်တိုဘာလ28ရက်နေ့မှာစစ်ကောင်စီတပ်ကိုတိုက်ခိုက်တဲ့စစ်ဆင်ရေးကိုစောင့်ရက်ခဲ့ရာ နှစ်လကျော်အတွင်းမှာစစ်ကောင်စီရဲ့တပ်စခန်းယာချီနဲ့မြို့များစွာကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီတဲကမှ TNL ကစစ်ကောင်စီတပ်စခန်း80ကျော်နဲ့မြို့ခုနှစ်မြို့ကိုသိမ်းပိုက်ခဲ့တယ်လို့သိရပါဗါးအခု2024ခုနှစ်နေဆန်းပိုင်းမှာတရုတ်နိုင်ငံရဲ့ဂျားဝင်စစ်ဆေးမှုနဲ့ TNLA ပါဝင်တဲ့ညီနောင်မဟာမိတ်များနဲ့စစ်ကောင်စီတို့ဂျားမှာအပြစ်ခတ်ရဲစဲရေးလှုပ်ဆောင်ခဲ့ရာ 9လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီးတော့အဲ့ဒီကာလာအတွဲမှာစစ်ကောင်စီက TNL နယ်မြေကို လေးချောင်းလက်နက်ကြီးတိုက်ခိုက်မှုအချိန်ပေါင်းများစွာပြုလုပ်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ